နေ့စဉ်မိုးလေဝါသတရင်2025ခုနှစ်အောက်တိုဘာလ12ရက်နေ့နနက်9နာရီအချိန်ထုတ်ပြန်ချက်ဘင်္ဂလားပင်လယ်အော်အခြေအနေဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းနှင့်အရှေ့အလယ်ပိုင်းတို့တွင်တိမ်အနည်းငယ်ဖြစ်ထွန်းနေပြီးကပလီပင်လယ်ပြင်နှင့်ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင်မုတ်တုံးလေအားနည်းနေပါသည်ယနေ့ညနေအထိခံမှန်းချက်မှောင်းမကွေးတိုင်းဒေသကြီးကယားပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင် နေရောက်ွက်ကြား နေပြည်တော်မန်လေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့်ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်နှင့်ချင်းပြည်နယ်တို့တွင် နေရာစိတ်စိတ်နှင့်ကြံတိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် နေရာအနှံအပြားမိုးထစ်ချုံရွာမီဖြစ်ပါသည်မိုးတိမ်နောင်ချစ်ပေါ်မှုအခြေအနေမှာရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းအေရာရီတိုင်းဒေသကြီးနှင့်ကချင်ပြည်နယ်တို့တွင်မိုးတိမ်တောင်များဖစ်ထွန်းမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရေလားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတုလှေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြောပစ်ခြင်းလက်ရစည်းလက်ခြင်းနှင့်မိုးတီးကြွေခြင်းသည်မိုးလေဝါသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်တတိပြုနိုင်ပါယင်အကြံပြုအပ်ပါသည်မြမပင်လေပင် လှိုင်းအမနေငယ်မှာလှိုင်းအတင်းအတင်းရှိမီလှိုင်းအမစ်မှာမြမကံယိုတန်ကလျှောက်နှင့်ကန်းလွန်ပင်လေပင်တို့သည်လေးပေမှ၆ပေခန့်ရှိနိုင်ပါသည်နောက်နှစ်ရက်အကြက်ခမ်းမန်းချက်မှာမြမနိုင်ငံတောင်ပိုင်းဒေသများတွင်ထစ်ချုံမိအခြေအနေများဆက်လက်ထစ်ပေါ်နေမီနေပြည်တော်နှင့်အနီးတစ်ဝိုက်တော့ယနေ့ညနေအချိန်ခမ်းမန်းချက်မှာနေရာကွက်ကြားမိုးထစ်ချုံရွာမီဖြစ်ပါသည် ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်တော့ယနေ့ညနေအထိခန့်မှန်းချက်မှာနေရာကွက်ကြားမိုးထီချုံရော်မီဖြစ်ပါသည်မန္တလေးမြို့နှင့်အနီးတစ်ဝိုက်တော့ယနေ့ညနေအထိခန့်မှန်းချက်မှာနေရာကွက်ကြားမိုးထီချုံရော်မီဖြစ်ပါသည်